လူတယောက်ကိုကိုကိုတတ်တည်ဖို့ဆိုတာဟာတာမန်လူတယောက်ရဲ့အမြင်မှာတော့ဖြစ်နိုင်ခြေအတော်နဲ့ပါတဲ့ကိစ္စတစ်ခုလို့ရှုမြင်စေရပါဒါပေမဲ့ပြင်းထန်တဲ့စိတ်ဖြစ်မှုတွေပဝင်းကျင်ရဲ့ဖိအားတွေနဲ့စိတ်အားငယ်စရာတွေစားတဲ့ခံစားနေရသူတယောက်တွေဆိုရင်တော့ဒီအချက်ဟာဖြစ်မလာနိုင်ဘူးဆိုတာခက်ခဲတဲ့အရာတစ်ခုပါနော်စိတ်ဖြစ်မှုနဲ့စိတ်နာကျင်စရာဝေဒနာတွေကိုပြင်းပြင်းထန်ထန်ခံစားနေရသူတွေဟာကိုကိုကိုတတ်တည်နိုင်ခြေမြင့်မားလာပြီးတော့ဒီလိုပုံကိုယ်တွေအနေနဲ့နေထိုင်စားတောက်ပုံတွေကိုဂရုတစိုက်စီမံဖို့လိုအပ် ်ပါတယ်ရှင်လူအများစုဟာများသောအဖြစ်စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသူတွေကိုနှစ်သိမ့်မှုအားပေးမှုတွေပြုလုပ်ကြပေမဲ့အစားအသောက်နဲ့ပတ်သက်တာတွေကိုတော့ဂရုတစိုက်ပြင်ဆင်ပေးဖို့မေ့နေတတ်ကြပါတယ်အစားအသောက်တွေကလည်းလူတွေကို စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုဆိုးလာအောင်တွန်းအားပေးနိုင်ပြီးတော့တက်တည်ခြင်းစိတ်ကိုဖြစ်စေနိုင်တယ်ဆိုတာကိုလူတော်တော်များများကသိရှိကြခြင်းမရှိပါဘူးနော်ဒါကြောင့်တချို့သောအစားအစာတွေဟာတက်တည်ခြင်းစိတ်ကိုတွန်းအားပေးနိုင်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုသိထား ချဖို့လိုအပ်ပါတယ်ရှင်။ဒါဟာမိမိပဝန်းကျင်ကတစုံတရာဒါမှမဟုတ်မိမိကိုယ်တိုင်မှာစိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာပေါ်လာခဲ့လို့ရှိရင်ဂရုပြုရှောင်ရှားနိုင်မှုအထောက်အကူပေးပါလိမ့်မယ်နော်။ တတိချင်းစိတ်ကိုတွန်းအားပေးနေတဲ့အစားအစာတွေလိလချက်တွေအရာဆိုလို့ရှိရင်တချို့အစားအစာတွေကစိတ်ဖြစ်စည်းမှုများစေပြီးတော့ကိုကိုကိုတတိချင်းစိတ်ကိုတွန်းအားပေးနေပါတယ်။စားအစာပဲဆိုပြီးလက်လွတ်စပယ်စားလို့မဖြစ်ပါဘူးနော်။ပို့မှာစိတ်ဖြစ်စည်းမှုတစုံတရာရှိနေချိန်မှာတချို့တော့အစားအသောက်အမျိုးအစားတွေကိုတတိထားစားတော့ဖို့လိုအပ်ပါတယ်နော်။ပထမတစ်ခုကကော်ဖီနဲ့ကဖိန်းတက်ပါ။ကော်ဖီကစိတ်ချစေတယ်ဆိုတဲ့အယူအဆရှိပေမဲ့ကော်ဖီခဏခဏတောက်သုံးတာဟာစိတ်ဖြစ်စည်းမှုဖြစ်စေတဲ့ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ယ်ကော်ဖီသာမကပါဘူးလက်ဖေးရည်ဆိုတာနဲ့ချောကလက်ဖြော်ရည်တွေကလည်းစိတ်ဖိစီးမှုကိုတွန်းအားပေးတယ်လို့စိတ်ဆိုးဒေါသထွက်လွယ်စေတဲ့အာနိသင်မျိုးလည်းရှိပါတယ်နော်နောက်ပြီးကဖိန်းချာဟာအိမ်မပြောတာလည်းဖြစ်စေပါတယ်နော် နောက်တစ်ခုကတကြားနဲ့တကြားလုံးမှာတကြားတက်ဟာသွေးတိုးစေတာအဝလွန်စေတာအပြင်စိတ်ဖိစီးမှုများတာနဲ့ပင်ပန်းနှွမ်းနယ်တယ်လို့ခံစားရအောင်လဲတွန်းအားပေးပါတယ်စိတ်ဖိစီးမှုဟာသက်တည်မှုတွေရဲ့အခြေခံအချက်ဖြစ်တာမလို့ဒီအချက်ကိုရှောင်လွဲနိုင်လို့ရှိရင်ကိုယ့်ကိုယ်ကိုသက်တည်နိုင်ခြင်းကိုတိတိတတ်တာလေးရောကြစေနိုင်မှာပါနော်နောက်တစ်ခုကအေကိုဟောပါအေကိုဟောမှာပါဝင်တဲ့အရက်ဗီယာတွေဟာဆွဲလန်းသွားချိန်ကမကပါဘူးမဆွဲလန်းပေမဲ့အလွန်အကျွံတောက်သုံးမိနေရင်နောက်မှစိတ်ကိုဖောက်ပြန်ပြောင်းလဲစေနိုင်ပါတယ်နောက်တစ်ချက်က ာအဲကိုရောဟာဆီးရွှင်စေတဲ့သဘာဝရှိပြီးတော့ရေဓာတ်ဆုံးရှုံးမှုဖြစ်ပေါ်စေတဲ့ပြဿနာတွေလည်းရှိပါတယ်။ဒီနေ့ကိုဝိုင်းတစ်ခွက်တောက်သုံးတာမျိုးကပြဿနာမရှိပေမဲ့ဒီနေ့ဒဗလင်းလောက်တောက်သုံးနေမိရင်တော့စိတ်ပြည့်စုံမှုများနေတာနဲ့တိုက်ဆိုင်မယ်ဆိုရင်သက်တည်နိုင်ခြင်းမြင့်မားသွားနိုင်ပါတယ်နော်။နောက်တစ်ခုကအသားတွေပါ။သားတွေမှာပရိုတိန်းဓာတ်ကျဲဝါစာပါဝင်ပြီးတော့လူခန္ဓာကိုယ်အတွက်အရေးကြီးလာတဲ့စားစာတစ်မျိုးဖြစ်ပေမဲ့အလွန်အကျွံစားတောက်တာဟာကျန်းမာရေးအတွက်သင့်လျော်မှုမရှိပါဘူးနော်။အထူးသဖြင့်ကျော်လွန်ထားတဲ့အသားတွေနဲ့အစီပမာဏများ ြလာတဲ့အသားတွေကိုအလုံးကျုံစားတောင်းမိနေမယ်ဆိုလို့ရှိရင်စိတ်ပူပန်မှုကိုတိုးပွားစေပြီးတော့အခြားစိတ်ရောဂါတွေကိုလည်းကြုံလာရနိုင်ပါတယ်နော် ပြောပြပေးခဲ့တဲ့အစားစာတွေကဓာတ်ရိုက်အားဖြစ်တော့စိတ်ဖိစီးမှုစိတ်တော့ကစိတ်ဒဏ်ရာတွေဖြစ်စီမှာမဟုတ်ပါဘူးเนาะဒါပေမဲ့ဒီဝေဒနာတွေခံစားနေရချိန်မှာတော့ပုံမှုဆိုးလာအောင်တော့တိတိတကတွန်းအားပေးပါတယ်စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေချိန်မှာဒီအစားစာတွေကိုမစင်မကျင်စားတောက်မိလို့ရှင်ကိုကိုကိုတတ်သိနိုင်ခြင်းမြင့်တက်လာနိုင်တာမို့တတိထားချောင်ခြင်းတင်ပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်เนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်